မင်္ဂလာပါရှင်မန္တလေးကတက် channel နဲ့ပြန်လည်ကြဆွန်လာရပါရှင်ကျွန်တော်တို့ channel ကလည်းနောက်ဆုံးသတင်းများကိုစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင် နွေကျွန်းရဲ့အဆုံးသက်သက်ပွဲကိုရောက်ရှိလာတဲ့နဲ့အမျှနိုင်ငံတကာအကူအညီတွေဟာလည်းပေါ်ပေါ်တက်တက်ကိုပဲပေးလာတဲ့အနေထားလို့စည်ရေးသုံးသပ်သူတွေကပြောဆိုနေကြပါတယ်။မြန်မာပြည်သူတွေမျိုးနဲ့ဆောင်စားနေတဲ့နေရည်ချေရောက်ရှိလာနေပြီဖြစ်ကြောင်း NGO ဘက်ကသတင်းထုတ်ပြန်လာပြီဖြစ်ပါရီ။ပြီးခဲ့တဲ့နောက်ပိုင်းကလေးက NGO ကကွန်ရေးဝန်ကြီးဦးရီမွန်နဲ့သမရတို့ကတနိုင်ငံလုံးအတိုင်းအတာနဲ့အထွတ်ထွေထွတ်စစ်ကြီးစတင်မယ်လို့ကြေညာခဲ့တာအားလုံးရဲ့အသိပဲဖြစ်ပါရီ။ အဲ့ဒီကြေညာချက်အလကားမဟုတ်ဘဲနဲ့နောက်ကမှကုညီ၆ပတ်မှုအကြီးကြီးရရှိနေပြီဖြစ်လို့ဒီကြောင်းသိရပါတယ်အခုတကမှာဆိုရင်ဆိုရှယ်မီဒီယာပေါ်မှာ NUG ရဲ့ PP ဆိုင်ရာပူပေါင်းဆောင်ရွေးဝန်ကြီးဌာနမှဒေါက်တာဆဆာမအမေရိကန်ဆိုရကပေးလိုက်တဲ့ပုံကျဲနှဟရင်တွေချပြလိုက်ကြောင်းသတင်းတွေချပေါ်နေတာကိုတွေ့ရှိနေရတာဖြစ်ပါရယ်ဒီဟာဆိုလို့ရှင်စုစုဘလုံးမှမမျှော်လင့်ထားတဲ့ရိုက်ချက်ပဲဖြစ်ပါရယ်အကြောင်းရင်းကတော့အမြင့်ပြင်းကနေထုတ်စစ်ဘလောက်ပဲနိုင်နိုင်ဝေဟင်ကိုမစုံမနိုင်တဲ့ NUG ကိုစစ်ကောင်မရှိဘဲကဂိမ်းဆိုင်ကကြောင်း တို့ပေမဲ့လည်းယခုတရင်တွေကြောင့်နေဘရော့ကစစ်ပုတ်ချုပ်တွေရဲ့ဈာမဆိုးရမှုတွေနှေးချလာစေပြီးဘလို့ဖြစ်ရှင်ကြမလဲဆိုတဲ့အမိခွန်းတွေနဲ့ချက်ပေါ်နေခဲ့ကြကြတရှိရပါတယ်ဆက်လိုက်ပြီးတော့တနိုင်ငံလိုလွှမ်းမြောက်ရေးဦးစားမပေးရင်ကျွန်တော်ရေးကကြာရှည်သွားနိုင်တယ်လို့ Energy တာဝန်ရှိသူကတတိပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ကျွန်တော်ရေးအဆူအလိုအနေဖြင့်ကိုယ်နေရာကိုယ်ဒေသလွှမ်းမြောက်ရေးအကောင်ရေးကိုများစွာရှေ့တန်းတင်လွှမ်းပြီး ကျနိုင်ငံတော်လွတ်မြောက်ရေးနှောင်းမစင်းစားပါကတော်လည်းရေးကြရှိသွားနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်တော်စုဝန်ကြီးရုံးပြောရေးဆိုခွင့်ရှိသူဦးနေပုံလကတတိပေးပြောကြားခဲ့တာပဲဖြစ်ပါရယ်။နိုယမလာရှင်းနေညကကျင်းပခဲ့တဲ့ဒေါနာအင်အားစကားဝိုင်းမှာဦးနေပုံလကကျနိုင်ငံတော်လွတ်မြောက်ရေးရှစ်တန်းတင်ဖို့အတိအထားပြောကြားခဲ့တာဖြစ်ပါရယ်။ကျနိုင်ငံလုံးလွတ်မြောက်ရေးကိုရှေ့တန်းတင်ပါကျနိုင်ငံလုံးလွတ်မြောက်ရေးဟာကျွန်တော်တို့ရဲ့ပထမဆုံးဦးစားပေးဖြစ်တင်ပါတယ် ကိုနေရကိုဒေတာလွတ်မြောက်ရေးကအစတင်ရတာမှန်ပေမဲ့ကိုနေရကိုဒေတာလွတ်မြောက်ရေးမှာတင်လန်းဆုံးသွားလို့တော့မရပါဘူးတနိုင်ငံလုံးလွတ်မြောက်ရေးကိုဘယ်တော့မှမမေ့ပဲပထမဦးစားပေးနေရာမှာထားပြီးတော်ရရဆိုတဲ့အားလုံးစူးစမ်းနိုင်မှာဒါနဲ့တော်ရရဟာအချင်းတူတူနဲ့အောင်မြင်မှုပန်းတိုင်ကိုစုကန်နိုင်မှာဖြစ်ပါတယ်လို့ဦးနေဘုလတ်ကပြောဆိုထားပါတယ်ကျောင်းရည်အဆူတွေအားလုံးကြာမှညရွေးခိုင်မှစွာတိဆောက်နိုင်မှကျောင်းရည်အောင်မြင်မဲ့ဆိုရနာနဲ့လက်ခံရုပ်ကြည်ရတာဖြစ်တဲ့ တို့ညညရေကိုနေလန်ပေါင်းစုံနဲ့調査ဆောင်ရွက်ခဲ့ပေမဲ့မလွယ်ကူကြောင်းပြောပြခဲ့တာဖြစ်ပါတယ်နီလန်ပေါင်းများစွာနှစ်ပေါင်းများစွာစစ်တကံညီမျိုးစုသွေးခွဲခွဲလို့ညီညွတ်ရက်ကလွယ်လွယ်ကူကူမဖြစ်တာရှိသလိုမတူညီတဲ့အခြေအနေတွေမတူညီတဲ့ဖြစ်အားရင်ဆိုင်နေရ၍များစွာမလွယ်ကူဘူးလို့ဦးနေဘုလကပြောဆိုထားပါတယ်။ညီညွတ်မအောင်မြင်မဲ့ဆိုတာအလုံးနာနဲ့ကြတဲ့အလုံးလက်ခံထားကြပါတယ်။ဒါပေမဲ့တကယ်တမ်းအလုံးဆုလိုက်ကြပါဆိုတဲ့ကိစ္စမှာတော့ နှစ်ပေါင်းများစွာရှိခဲ့တဲ့ဒဏ်ရာတွေအနာတွေဓာတ်တွေကလည်းပဲတစုံတရာထက်တွင်စဉ်းစားရတဲ့ကိစ္စတွေဖြစ်လာတော့အထင်သလောက်လွယ်ကူမနေတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်နေရပါတယ်လို့ဥနေပုံလကရှင်းပြပါတယ်။အန်ယူဂျီနေနဲ့တိုင်းချက်တနရာစုအပါဝင်အင်အားစုအလုံးနဲ့ထိစပ်မှုရင်းနှီးမှုပူပေါင်းဆောင်ရွက်မှုရှိတယ်လို့ပြောကြားခဲ့သလိုတိုင်းနဲ့ပြည်နယ်တွင်အလုံးမှာတက်ဆိုင်ရာကျွန်ရာစုတွေနဲ့ပူပေါင်းပြီးတပ်ပွဲဝင်နေကြတယ်ဆိုတာလည်းပြောပြတာဖြစ်ပါတယ်။ လက်ရှိစုမုံသိမ့်ပတ်ထိန်းချုပ်ထားတဲ့နယ်မြေတွေရရှိဖို့ဆိုတဲ့ကိစ္စတွေမှာလည်းပြည်ရဲ့တွေအထူးသဖြင့်ဂျန်စီတွေပေါ့ဗျာအဲ့ဒီဂျန်စီတွေအသက်တွေဘဝတွေများစွာရှင်နေပေးဆက်ခဲ့ကြရဲဆိုတဲ့အမှန်တရားကလည်းဘယ်သူမှငြင်းလို့မရပါဘူးဒါတွေကိုတော့ကျွန်တော်တို့တွေအတိမပြုတ်လက်ခံချဖို့အရန်ကိုအရေးကြီးပါတယ်လို့ဦးနေဘုလကပြောဆိုထားဖြစ်ပါတယ် ညညွရေကိုနေလပောင်းစုံနဲ့ဆက်စူးစားကြသလိုအားလုံးလည်းညညွရေရှိမှအောင်မြင်မယ်ဆိုတဲ့ဟာကိုနားနဲ့ဆောင်ရွက်ကြဖို့များစွာအရေးကြီးကြောင်းပြောပါရစေ။ကျွန်တော်တို့နိုင်ငံမှာတနိုင်ငံလုံးလွတ်မြောက်ရေးဆိုတဲ့ကိစ္စကိုရှေ့တန်းတင်ဖို့လိုပါတယ်။လက်ရှိမှာတချို့လွတ်မြောက်နေမြေတချို့ရှိလာတဲ့ဆိုပေမဲ့တနိုင်ငံလုံးမလွတ်မြောက်တဲ့တရေတော့ဘယ်နေရာပဲဒေသမှာအပြည့်အဝမလွတ်မြောက်နိုင်ဘူး။အပြည့်အဝမငြိမ်းချမ်းနိုင်ဘူး။အပြည့်အဝအကောင်းလာမှာမဟုတ်ပါဘူးလို့ဦးနေဘုလကပြောပြပါရစေ။ လက်ရှိမှာတော်လိုင်းယာစုတွေရဲ့ကြာစိတ်ရေးဆိုင်ရာတဘောတူညီချက်တချို့လည်းရရှိထားတာရှိသလိုနိုင်ငံရေးဆိုင်ရာတဘောတူညီချက်ဟာလည်းများစွာအရေးကြီးကြောင်းဥနေပုံလကပြောပါရယ်အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်းစဉ် NUCC နဲ့ NUG ပေါင်းပြီးတော်လိုင်းယာစုတွေပေါင်းဝဲတဲ့ဘုံနိုင်ငံရေးတဘောတူညီချက်ရရှိရေးစ조사ဆောင်ရွက်နေကြောင်းပြောပါရယ်အားလုံးကတော်နိုင်ငံလုံးအတိုင်းလာနေပေါ့နော်ပြည်တော်စုတကလို့လွမြောက်ရေးအတွက်ကိုဝိုင်းဝိုင်းပြီးသူဆောင်ကြဖို့ဆိုတဲ့အခြေအနေတစ်ခုဖြစ်လာဖို့ဆိုတာလည်းရှင်းမှန်ပြီးစူးစမ်းဆောင်ရွက်နေရတဲ့ရှိပါတယ်လို့ဦးနေပုံလကပြောပါရတယ် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း NUG ရဲ့သမ္မတဒူဝလာရှိနာကတော်နိုင်ဟာဆုစင်းညီညွတ်မှုအားနဲ့ပြည်သူအားကိုမြန်မြန်စွာဆုတ်ကန်ထားမှာဖြစ်ကြောင်းထလောင်းတရိပ်ပေးခဲ့တာဖြစ်ပါရယ်။ဆရာနာရှိစနစ်ကိုအပိတန်ပိုက်ထုတ်ဖို့ဆိုပါကတော်နိုင်ဟာဆုရရဲ့ဂျာမာကွယ်လွယ်တဲ့သဘောထားအမြင်တွေရှိလာရင်လည်းအတိမတ်ပြုတ်ပြီးဆုစင်းညီညွတ်တဲ့အင်အားကိုလက်တွဲတည်ဆောက်မှာဖြစ်တယ်လို့ယာယီသမ္မတကပြောဆိုထားပါရယ်။ဘုံရန်သူကိုရှင်းလင်းပြတ်သားစွာကြည့်မြင်ဖို့ကျွန်ရရင်ဟာပြည်သူလူထုနဲ့အဝေးကွာမသွားစေဖို့အမြဲမပြတ်နှလုံးသွင်းထားကြဖို့ ယာယီသမရကထမံတိုက်တွန်းခဲ့ကြောင်းသိရပါတယ်။ဆက်နေပြီးတော့စစ်တကလိုအပ်နေတဲ့နိုင်ငံသားငွေမရရှိမှုအတွေ့ဟွန်ဒီဖြင့်လုခန္ဓာဆောင်များကိုငွေလွှဲနေတဲ့ဒီပါရောက်တဲ့မြန်မာနိုင်ငံသားများနဲ့အေဂျင်စီများကိုအရေးယူညံ့ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြမှာဖြစ်ပါတယ်။ဂျပန်စစ်တပ်ကလိုအပ်နေတဲ့နိုင်ငံသားငွေမရရှိမှုအတွေ့ဟွန်ဒီဖြင့်ငွေလွှဲနေတဲ့ပြပရောက်မြန်မာနိုင်ငံသားများနဲ့အေဂျင်စီများကိုအရေးယူရညှဉ်းချထားကြောင်းပြပအလုပ်ကိုင်အေဂျင်စီအတမ်းများထံမှဆော့ဆန်းသိရှိရပါတယ် ပြပရောက်လောက်ခန္ဓာစာနိုင်ငံခြားဝင်များကိုတရားမဝင်လွယ်လန်းချောင်းဖြစ်တဲ့ဟွန်ဒီဖြင့်လွဲနေတဲ့မြန်မာနိုင်ငံသားများကိုနိုင်ငံကိုလက်မတတန်တုံးမပေးခြင်းပြပချက်ခွင့်ပေးခြင်းပါဝင်အရေးယူမှုများဆောင်ရွက်နေပြီးတခြားတစ်ဖက်တွင်လည်းအလို့သမားဆက်လုပ်ခဲ့တဲ့ပြပအလုပ်ကအေဂျင်စီများကိုလည်းလိုင်စင်ပိတ်သိမ်းအရေးယူမှုများလှုံ့ဆော်နေကြသိရပါတယ်။ အကြံပေးစတဲ့ကလွမ်းနေတဲ့နိုင်ငံသားကိုရရှိအတွက်ပြပရောက်မြန်မာလူထုများထမလောက်ခလာဆောင်များပုံပုံဟွေရောက်ရရှိလာစေရေးစစ်တပ်ကကော်မတီဖွဲ့စည်းပြီးကြီးကြပ်ဆောင်ရွက်နေကြောင်းစစ်တပ်ထုတ်ပြန်တဲ့ပြန်တမ်းအညတင်ရပါတယ်။ပြပရောက်မြန်မာနိုင်ငံသားများထမလောက်ခလာဆောင်များပုံပုံဟွေရောက်စေအတွက်ကြက်မဲ့ဆောင်ရွက်ရင်စစ်တပ်ကပြပရောက်မြန်မာနိုင်ငံသားများရဲ့လောက်ခလာဆောင်များပုံပုံဝင်ရောက်စေရေးကြီးကြပ်မှုကော်မတီကိုအဖွဲ့ဝင်၃ဦးဖြင့်၈ခုနှစ်အောက်ကလ23ရက်နေ့တွင်ဖွဲ့စည်းခဲ့ကြောင်းသိရပါတယ်။ ပြည်ပရောက်မြန်မာနိုင်ငံသားများရဲ့လုံခလဆာများပုံမဝင်ရောက်စီကြီးကြပ်မှုကော်မတီတွင် အကောက်ကွန်ဦးစစ်ဌာနညွှန်ကြားရေးမှူးချုပ်ဥက္ကဋ္ဌဖြစ်၎င်းစစ်တပ်ရဲစစ်ထောင်နိုင်ရေးစတော်လိုဘဟုဘန်နဲ့အလွတ်တမာဝန်ကြီးဌာနအပါအဝင်ဝန်ကြီးဌာနပေါင်းစုံမှညွှန်ကြားရေးမှူးများညွှန်ကြားရေးမှူးချုပ်များကျွမ်းညွှန်ကြားရေးမှူးချုပ်များကအဖွဲ့ဝင်များအဖြစ်ပါဝင်ကြကြောင်းသိရပါသည် အစိုးရဘာကော်မတီကပြပရှိအလုပ်သမားများချက်မှလောက်ခလာစာဝင်ဝင်များကိုပြည်တွင်းသို့ပြန်လည်လွှဲပြောင်းပေးရခြင်းတရားဝင်ငွေလွှဲနှံကြောင်းကိုအသုံးမပြုဘဲတရားဝင်ဗန်လန်ကြောင်းမှလွှဲပို့စီရင်လောက်ခလာစာများပုံမဝေရောက်လာစေရအတွက်တန်ယုံစစ်တန်ယုံနဲ့ကောင်းစစ်ဝင်ယုံများကစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ရန်ညွှန်ကြားထားကြောင်းသိရှိရပါသည် ပြည်ပရောက်မြန်မာနိုင်ငံသားများနေဖြင့်လဆိုင်အနေဆုံး25ရာခိုင်နှုန်းကိုပြည်တွင်းရှင်မိသားစုထံသို့ပြန်လည်လွှဲပြောင်းပေးရတဲ့အနုသမားဆင်လုခဲ့တဲ့ agency များကတာဝန်ခံဆောင်ရွက်ရမှာဖြစ်ကြောင်းရင်းသွေးဆောင်ရွက်တွင်ပြည်ပသို့ဘူပန်ရခွင့်ပြုချက်ဖြင့် license ရကုမ္ပဏီများနဲ့ business ချိတ်ဆက်၍ငွေလွှဲလုပ်ငန်းများဆောင်ရွက်ရန်ညွှန်ကြားထားကြောင်းသိရှိရပါသည်။ရင်းအပြင် ဒီပိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့်တရားမဝင်လမ်းကြောင်းမှာငွေလွှဲပြောင်းမှုများကိုအရေးယူရတဲ့ရှင်းတို့ဆောင်ရွက်တဲ့ agency များကိုအရေးယူဆောင်ရွက်ရန်ညွှန်ကြားထားကြောင်းသိရပါတယ်။အခုအလွတ်တမာ agency တို့အနေနဲ့ပြပိုင်းရောက်မြန်မာအလွတ်တမာတွေစီကနေလောက်ခ95ရာခိုင်နှုန်းဝင်ရောက်အောင်မလုပ်နိုင်ရင် agency ပိတ်သိမ်းခံရတာတွေအရေးယူခံရတာတွေအများကြီးရှိနေတယ်။နိုင်စင်ပိတ်သိမ်းခံရတဲ့ agency တွေတော်တော်များတယ်။ မြန်မာရောင်းမြန်မာအလုပ်သမားတွေကို25ရက်ခန့်တော့ပြည်တွင်းပြန်လဲပါဆိုပြီးပြောဖို့ကလည်းတော်တော်ကိုခက်ပါတယ်လို့ရန်ကုန်အခြေဆိုင်ပြည်ပအလုပ်ကန်အေဂျင်စီလုပ်ငန်းရှက်တူကလည်းပြောဆိုသွားခဲ့တာပဲဖြစ်ပါရယ်။ကြောင်းတစ္ဆက်ပြမှုကျွန်မပဲကြားနာကိုပြောပါရှင်။အပင်နာစင်မှုအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။